မင်္ဂလာပါဖိုဘောပရီဗျူးချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့ဒီမလ29ရက်နေ့ပေါ့နော်ဒီနေ့ညဒီဂျာတာရီဒီနေ့ပေါ့နော်ဒီနေ့ညမှာကစားမဲ့ဒါထိတ်တန်းလီဆိုလို့ရှင် စပိန်ဒါလီကပွဲစဉ်တပွဲရှိရပေါ့နော်ပြီးတော့ဒီ UEFA Champion League Woman ပွဲစဉ်ပေါ့နော်နှစ်ပွဲရှိရပေါ့နော်အဲ့ပွဲစဉ်၃ပွဲကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့တုံ့တက်ပေးမှာပေါ့နော် အဲ့တော့ဒီနေ့ပွဲစဉ်တွေကိုကျွန်တော်အနေနဲ့ကြိုပြီးတော့မသုံးသက်ပေးခင်မှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီရွေးချယ်မှုတွေကိုလည်းကျွန်တော် Telegram Channel မှာတင်ပေးရပါတော့အဲ့တော့ Telegram Channel ကိုမ join ရသေးဘူးဆိုလို့ရှိရင်ဒီ video အောက်က comment မှာကျွန်တော် Telegram Channel link ကို pin comment အနေနဲ့ထားပေးထားရပါတော့ဝင်ပြီးတော့ join ထားလို့ရရပါတော့ ဟုတ်ပြီတော့ဒီနေ့ညရဲ့ဒါပရမအောင်ဆိုပွဲစဉ်တပွဲရတော့ဒီနေ့ည12:00နာရီ15မှာကစားမဲ့ UEFA Champions League ဒါ Women ဘောနော်ဒီအမျိုးသမီး League ပွဲစဉ်တပွဲဖြစ်တဲ့ဒီ Barcelona နဲ့ UBA တို့ရဲ့ပွဲစဉ်ကိုဒီနေ့ဗီဒီယိုမှာပရမအောင်ဆိုတပွဲအနေနဲ့ကြိုပြီးအသုံးသတ်ပေးမယ်။အဲ့ဒီပွဲစဉ်ကကျတော့ဒီနေ့ည12:00နာရီ15မှာကစားမယ်ဘောနော်အဲ့ဒီပွဲစဉ်ရဲ့အကြီးအကျယ်ကိုကျွန်တော်ပြန်ကြည့်ရင် Barcelona အသင်းက တုံးကိုတွင်းပြား20ရမယ်ဆိုပြီးတော့ကြီးထွက်တယ်ဟုတ်နော် ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်လေးဂိုးတွင်းဝင်10ပြားရမယ်ပေါ့နော်အဲ့တော့ဒီပထမအကြောမှာတော့ဘာစီလိုနာကအဝေးကွင်းမှာဝူဘတ်ကိုလေးဂိုးတစ်ဂိုးနဲ့နိုင်တယ်အဲ့တော့ဝူဘတ်အနေနဲ့ကကျတော့လေနောက်တစ်ဆင့်ကိုရောက်ဖို့အခွင့်အရေးမရှိသလောက်နေပါနေပြီဖြစ်ပေမဲ့လည်းသူတို့မှာကြိုးစားကွင်းတော့ရှိသေးရယ်ပေါ့နော် ပြီးတော့ဘာစီရဲ့တိုက်စီကလက်ရှိမှာအားရစီအရင်ကောင်းတယ်ဘောနော်ဒီချန်ပီယံလိမှာဆိုလို့ရှင်သူတော်တော်လေးပုံစံကောင်းတယ်ဒီချန်ပီယံလိနောက်ဆုံး6ပွဲမှာဆိုလို့ရှင်4ပွဲကသူတို့ရဲ့တိုက်စီကအတွင်းကိုအနည်းဆုံး6ခုနဲ့အထက်ကိုတွင်းခဲ့တယ်ဘောနော်ပြီးတော့အိမ်ကွင်းမှာဆိုလို့ရှင်ဘာစီလိုရဲ့တိုက်စီကပိုကောင်းတယ်ဒီဟမ်မာဘိုင်းနဲ့ကစားကြီးရဲ့ပွဲစဉ်မှာဆိုလို့ရှင်လည်းသူတို့9ခုပြည့်နေနိုင်တယ်ပြီးတော့စိန့်ပူတန်နဲ့ကစားကြီးရဲ့ပွဲစဉ်မှာဆိုလို့ရှင်လည်းသူတို့9ခုပြည့်နေနိုင်တယ်ဘောနော်ပြီးတော့ချန်ပီယံလိနောက်ဆုံး6ပွဲမှာဆိုလို့ရှင်လည်းသူတို့6ပွဲတိတိ ပလင်းရှိရယူထားနိုင်ရတယ်ဗောနော်တဖက်ကဝူဘက်ကတော့ချန်ပီယံလိရဲ့နောက်ဆုံးခုနှစ်ပွဲမှာ၄ပွဲတိတိရှုံးခဲ့တယ်အဲ့ရှုံးခဲ့တဲ့၄ပွဲမှာဆိုလို့ရှိရင်လည်း၃ပွဲကသူတို့ twin ကိုမရရှိခဲ့ဘူးဗောနော်အဲ့တော့ဒီပွဲမှာဝူဘက်အနေနဲ့ဒီအဝေးကွင်းမှာဘာစီကိုဂိုးသိမ်းဖို့ဆိုတာခက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ဘာစီဘက်ကဘာစီကိုသဘောကျတယ်ဗောနော်ဒီပွဲမှာဒီပွဲမှာဘာစီအနေနဲ့ ဒီ၃ခုသွင်းပြား90ပဲရမယ်ဗောနော်အဲ့တော့ဒီပွဲမှာဘာစီဘက်ကနေမယ်ဆိုလို့ရှိရင်၄ခုပြတ်သွင်းမှာကြီးပြီးအောင်မှာဖြစ်ပေမဲ့လို့ကျွန်တော်ဘာစီဒီပွဲမှာအိမ်ကွင်းမှာ၄ခုပြတ်လောက်တော့တစ်ဖက်ဝူးဘက်ကိုဒါဒုတိယကြော်မှာသွင်းနိုင်နေမယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ပထမဆုံးဒီပွဲမှာတော့ကျွန်တော်ဒီဘာစီလိုနာအသင်းကိုရွေးချယ်ပေးလိုက်မှာဗော အဝေးဒီနောက်ထပ်ပွဲစဉ်တပွဲရကျတော့ဒီနေ့ည2နာရီခွဲမှာကစားမဲ့ဒါချယ်ဆီအမျိုးသမီးအသင်းနဲ့မန်စီးတီးအမျိုးသမီးအသင်းတို့ရဲ့ဒါချန်ပီယံလိဒါဒုတိယအကြိုပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ကိုဒီနေ့ထပ်ပြီးတော့သုံးသပ်ပေးမယ်အဲ့ပွဲစဉ်ကတော့ဒီနေ့ည2နာရီခွဲမှာကစားမှာဖြစ်တယ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့်ချယ်ဆီအမျိုးသမီးအသင်းကတကိုးသွင်း ပြား40ရှုံးမယ်ဆိုပြီးတော့ကြီးထွက်တယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်းပြား90ရမယ်ပေါ့နော်အဲ့တော့ဒီပထမအကြောင်းမှာတော့မက်ဆီဒီကသူ့ရဲ့အင်ကွင်းမှာချယ်ဆီကို2ဂိုးပြည့်နဲ့နိုင်ထားတယ်အဲ့တော့ဒီပွဲကပြောရလို့ရှိရင်နှစ်ပတ်တာကာလအတွင်းမှာဒီနေ့တင်းရဲ့၄ချိန်မြောက်အထည်တဲ့တူဆုံ ကတဲ့ပွဲစဉ်ဖြစ်တာကြောင့်ဒီနဲ့တင်းကြားတဲ့မှာကြိုတင်ပြင်ဆင်ထားမှုတွေရှိလိမ့်မယ်လို့ထင်တယ်ပေါ့နော်။အဲ့တော့ဒီပြီးခဲ့တဲ့ထိတဲ့ပြည်စုံမှု၃ကြိမ်မှာဆိုလို့ရှိရင်တော့ Chelsea က၂ကြိမ်အထိအနိုင်ရခဲ့ရဆိုပေမဲ့လို့၃ကြိမ်ကတော့ရှုံးနေတဲ့အဲ့ရှုံးခဲ့တဲ့တကြိမ်ကလည်းဒါပြီးခဲ့တဲ့ပထမအကြော်မှာသူတို့ Man City ကို၂ဂိုးပြန်နဲ့ရှုံးတာပေါ့နော်။အဲ့ဒါအဲ့ဒါကြောင့်ဒီပွဲမှာ Chelsea Man City ကိုအနည်းဆုံးသွင်းကုန်း၂ဂိုးနဲ့ပြန်လည်အနိုင်ယူဖို့လိုအပ်နေရပေါ့နော်။အဲ့တော့အခုလအတွင်းမှာဆိုလို့ရှိရင်လည်း Chelsea က Man City ကို၂ကြိမ်တိုင်းတိုင်း အနိုင်ယူထားပြီးဖြစ်တယ်ဗောနောပြီးတော့ဒီယာဒီမှာကစားခဲ့တဲ့အိမ်ဝင်ပွဲစဉ်တွေအားလုံးကိုခြေစည်းရအနိုင်ရထားတယ်မန်စီးတီးအနေနဲ့ကကျတော့အဝေးကွင်းနောက်ဆုံးနှစ်ပွဲဆက်တိုက်သူတို့အနိုင်မရသေးဘူးပြီးတော့ခြေစည်းကဒီယာဒီချန်ပီယံလိရဲ့အိမ်ဝင်ပွဲစဉ်၃ပွဲကိုကျွန်တော်ပြန်ကြည့်သူတို့ twin goal 12ဂိုးလေးရတာပဲဗောနောအဲ့တော့ခြေစည်းကအိမ်ကွင်းမှာဆိုလို့ရှိရင်ဒီတော်တော်လေးကိုကောင်းနေအောင်တွေ့ရတယ်ပြီးတော့ဒီပွဲမှာလည်းเชลซีရဲ့ twin goal ကြီးရှိလိမ့်မယ်လို့ထင်တယ်သူတို့ဒီ Man City ကိုနှစ်ဂိုးပြတ်လောက်နဲ့အနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုရောက်ဖို့ ဒီဂျိုပြီးတော့သူတို့အသင်းကြီးအနေနဲ့လည်းပြင်ဆင်လာလိမ့်မယ်လို့ထင်တယ်ဗောနော်အဲ့တော့တကိုးသင်းရင်ပြား40ရှုံမယ်ဆိုပေမဲ့လို့ကျွန်တော်ဒီကွဲမှာ Chelsea Man City ကိုနှစ်ကိုးပြက်လောက်တော့အနိုင်ရသွားလိမ့်မယ်လို့ထင်တယ်ဗောနော်အဲ့တော့ဒီကွဲဒီဒုတိယမြောက်ပွဲစဉ်မှာတော့ကျွန်တော် Chelsea အသင်းကိုရွေးချယ်ပေးချင်တယ်ဗောဟုတ်ပြီတော့ဒါဒီနေ့ညရဲ့ဒါနောက်ဆုံးပွဲစဉ်ကတော့ဒီနေ့ည2နာရီခွဲမှာကစားမဲ့ ဒါစပိန်လာလီကဘောနော်ဒီထိတ်တန်းလီပွဲစဉ်တပွဲကိုဒီနေ့နောက်ဆုံးပွဲစဉ်အနေနဲ့ကြိုပြီးတော့သုံးသပ်ပေးမယ်။အဲ့ဒီပွဲစဉ်ကကျတော့ဒီနေ့ည2နာရီခွဲမှာကစားမဲ့ဘာစီလိုနာနဲ့အိုဆာဆူနာအသင်းတို့ရဲ့ဒီစပိန်လာလီကပွဲစဉ်ဘောနော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ရင်ဘာစီလိုနာကအင်ကွင်းမှာ2-0သွင်း ပြား20ရမှာဆိုပြီးတော့ကြီးထွက်တယ်ပြီးတော့ဂိုးပေါင်းနေတယ်ဆိုလို့ရှိရင်ဒီလေးဂိုးသွင်းပြား90ရမှာပေါ့နော်အဲ့တော့အဲ့တော့ဘာစီလိုနာကဒါသူတို့ကစားခဲ့တဲ့အိမ်ကွင်းနောက်ဆုံး၃ပွဲစတိုင်းမှာအနိုင်ရထားတယ်ပြီးတော့တစ်ဖက်ကအိုဆာဆူနာအနေနဲ့ကကြတော့လေနောက်ဆုံးကစားခဲ့တဲ့ဒါစပိန်လာလီကနောက်ဆုံး15ပွဲမှာသူတို့နိုင်ခဲ့တာတပွဲပဲရှိရပေါ့နော် ပြီးတော့ဒီအိုဆာဆူနာကဒါသူတို့ရဲ့နီးပြတ်တဲ့ဒါဗီစင်တီမော်ရီနိုရဲ့လက်ထက်မှာဆိုလို့ရှိရင်သူတို့အတင်းက ဒီလာလီဂါအဝေးကွင်းဆက်နပွဲမှာသူတို့နိုင်ခဲ့တာတပွဲပဲရှိရယ်ဗောနော်ပြီးတော့အိုဆက်ဇူနာကဒါအဝေးကွင်းနောက်ဆုံး10ပွဲစရိုက်ဒီအိမ်ပွဲမရသေးဘူးဗောနော်ပြီးတော့ဒီသူတို့ကစားခဲ့တဲ့ပြိုင်ပွဲဆိုဒီနောက်ဆုံး6ပွဲအတင်းမှာဆိုလို့ရှိရင်လည်းအိုဆက်ဇူနာအနေနဲ့နိုင်ပွဲမရဘူး ဘာစီလိုနာတော့လက်ရှိမှာ9ပွဲစရိုက်ထိဒီ winning streak မှတ်တမ်းကောင်းတစ်ခုရထားတယ်ပြီးတော့ဒီရာသီမှာဆိုလို့ရှိရင်ဘာစီလိုနာအတင်း9ခုပြတ်နေအနိုင်ရခဲ့ပွဲစဉ်စုစုပေါင်းလက်ရှိမှာဆိုလို့ရှိရင်16ပွဲထိရှိရှိလာနေပြီဖြစ်တယ်ဗောနော်ပြီးတော့ပြိုင်ပွဲရဲ့ရဲ့မှာဆိုလို့ရှိရင်ဘာစီယာ18ပွဲစရိုက်ထိရှုံးပွဲမရှိမှတ်တမ်းကောင်းကိုပိုင်ဆိုင်ထားတယ်ပြီးတော့ဒီစပိန်လာလီဂါအမတ်ဘီဇီယာရဲ့ ဇီယာထိတ်ဆုံးပါဆိုလို့ရှိရင်လည်းဒီဒုတိယနေရာကရီရဲ့အတင်းထက်တပွဲရော့ကစားထားပြီးတို့အဆင့်တင့်နေရာမှာရက်တည်နေရပါတော့အဲ့တော့ဒီနေ့တင်းရဲ့နောက်ဆုံးထိတိုက်တွေ့ဆုံမှုမှာတော့အိုဆာဆူနာကဒီဘာစီလိုနာကို၄ဂိုး၂ဂိုးနဲ့အနိုင်ရခဲ့ဆိုပေမဲ့လက်ရှိဖောင်ရဆိုလို့ရှိရင်ဒီ ဘာစီကဥဆဆွနာတဲ့ပိုကောင်းတယ်ဘောနော်ပြီးတော့အိမ်ကွင်းအသာကျက်လဲဘာစီမှာလက်ရှိမှာရှိနေတယ်အဲ့တော့ဒီနှကိုးသွင်းမှာပြား20ရပဲရတယ်ဆိုပေမဲ့လို့ကျွန်တော်ဒီပွဲမှာဘာစီ 2C 3C လောက်တော့တစ်ဖက်ကဥဆဆွနာကိုတွင်းနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘောနော်အဲ့တော့နောက်ဆုံးပွဲစဉ်မှာတော့ကျွန်တော်ဘာစီလုံးအသင်းကိုရွေးချယ်ပေးလိုက်မှာပေါ့